ားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လဲကျူစုလိုက်ပါတယ်ဒီနေ့ April 29ရက်နေ့ဒီနေ့မှာဗမောတိုက်ပွဲအတွင်းမှာစကခ27ကကျွန်တော်တို့အရှင်ဖမ်းမိထားတဲ့အကြမ်းဖက်စစ်ခွေးတက်ကရဲမီတရာကျော်ဆရာတို့ကိုဘာလို့သိလဲကျွန်တော်နဲ့ကျွန်တော်မိပါတယ်အဖြေရှား တိုင်ပင်ရမယ်နေ့ဖြစ်ပါတယ်ဆိုတော့နောက်ထပ်သတင်းတွေမှာကျွန်တော်တို့ကွန်ကရစ်ကရင်ပြည်နယ်အတွင်းထဲကအကြမ်းတမ်းဆုံးသောတိုက်ပွဲတွေအကြောင်းတင်ပြပေးပါမယ်နောက်ဆုံးမှာတော့ကျွန်တော်တို့နဂခခကနေပြီးတော့တက်လာတဲ့စက်တက်လေဒီကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လက်ထဲကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းကိုတင်ပြပေးပါမယ် ဒီလိုကြောင့်အနေနဲ့လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းမှာခိုးဆိုးလူနိုင်တွေအင်မတန်ကိုများပြားနေတဲ့အကြောင်းတွေကိုကျွန်တော်တိတ်ကပေးပါမယ်။ဒါကြောင့်ကျွန်တော်ရဲ့ view အဆုံးထိဝင့်တရှိကျွန်တော်ရဲ့မိဘပြည်သူတဦးချင်းစီတိုင်းကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်။ဘမော်မှာတော့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပါတယ်။ကျွန်တော်တို့ကတော့တိုက်စစ်သူတို့ကတော့ခံစစ်ပြေးစစ်နောက်ဆုံးမှတော့အသေး တေးတာတော်မှအလောင်းတွေကိုကောက်လို့မရတဲ့အခြေအနေအထိအခုပုတ်ပွားနန်းဟောင်းနေတဲ့အခြေအနေတွေအများကြီးနေရာစုံမှာဖြစ်ပေါ်နေတယ်။ဆိုတော့ကျွန်တော်တို့ကင်ပီနယ်အတွင်းထဲမှာဒါကွန်ကရစ်တခွင်ထဲမှာပဲအကြောင်းဖက်စစ်ခွေးတက်ရဲ့အထိုင်စခန်းကြီး၃ခုကိုတပြိုင်တည်းထဲထိုးစစ်ဆင်နေတယ်။ပြီးတော့ KIA ဘမော်မှာလည်းပဲ ျွန်တော်တို့ KIA အင်းနဲ့ဖူးပေါင်းတပ်ဖွဲ့ဝင်တွေကကျွန်တော်ဖတ်စစ်ခွေးတက်စခန်း၃လုံးကိုတပြိုင်တည်းထဲအမှုန့်ပြိတ်ချိန်မုံနေတယ်ဆိုတော့၃နှလုံးကပူးနေပါတယ်ဟုတ်ပြီကျွန်တော်ဒီကပြောချင်တဲ့အကြောင်းအရာဟာအကျွန်တော်ဖတ်စစ်ခွေးတက်မိသားစုတွေရဲ့အသက်ဟာဈေးပေါ်သွားပြီဆိုတော့သူတို့တွေဟာကျွန်းအဖြစ်ခန်းစားခံနေရတယ်ဆိုတာကို သူတို့လည်းသိတယ်။ဒါပေမဲ့သူတို့ဂျုံခတ်လို့မရဘူး။အခုအချိန်မှာတော့နောင်ဒအကြီးအကျယ်ရနေကြပါတယ်။ဆိုတော့အဲ့နောင်ဒကိုဘယ်မှာရနေကြလဲလို့ကိုရှမ်းလေးပြောဦးလေဗျာဆိုရင်တော့အဝေစီငရဲမှနောင်ဒရနေတာပါ။ဟုတ်ပြီ။မမစစ်စင်ရေကုကဲရေးမှုဌာနချုပ်စကခ27ပြီးတော့ချင်းလင်းချင်းမြန်တက်ရင် ကျွန်တော်တို့50ခုံကိုကျွန်တော်တို့မမော်နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေက ပြင်းထန်တဲ့ထိုးစစ်တွေဆင်နွှဲနေတယ်ပြီးတော့နောက်ထပ်တစ်ခုဂျမ်ဖက်စစ်ခွစ်တက်အထိုင်ချထားတဲ့ဗမော်စုပေါင်းဂျုံကိုလည်းပဲအမှုတ်ကျိတ်နေပါတယ်ဒါလည်းသုံးကနန်းပါဆိုတော့ပါတီတို့နဲ့တိုင်ပါတီတို့နဲ့တိုင်ပင်ပြီးတော့လုပ်နေကြတာလားခါကြစဉ်းစားဖို့နည်းနည်းကောင်းတယ်လို့ဟုတ်ကဲ့ကောင်းတယ် အဲသူတို့တွေထပ်ထပြီးတော့တခါတခါပြောတာတွေကမှန်လဲဗျ။ပါကရင်မှာကရင်ထုံးစစ်ကြီးစနေပြီးလောက်ကြပါအုံးခန့်စစ်ပြင်ပါအုံးဆိုတော့ကွန်ကရစ်နဲ့ကြုံတို့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့သူတို့ကခန့်စစ်ကိုကင်ထားတယ်ဆိုတော့ကင်ထားပြင်ထားတဲ့နေရာကကွန်ကရစ်ခန့်စစ်မှာမဟုတ်ပါဘူး။ဆိုတော့ဒီနေ့အဲ့ဒီအကြောင်းတွေကိုလည်းကျွန်တော်တခါလေးဆက်ဆက်ပြီးတော့တင်ပြပေးမှဖြစ်တယ်ဗျ။ဟုတ်ပြီဗမော်ကိုပြန်ပြီးတော့ကြည့်ကြည့်ရအောင်ပါ။ကျွန်တော်တို့တိုက်ပွဲ တွေ့တွင်းမှာကျမဖက်စစ်ခွေးတက်ကတော်တော်များများဆုလိုက်အပြုံလိုက်သိဆုံးနေရပါတယ်ဆိုတော့အဲ့ဒီဆုလိုက်အပြုံလိုက်သိဆုံးမှုတွေဟာဘသူတွေပါလဲကျမဖက်စစ်ခွေးတက်ရဲ့တက်ဝင်းထဲမှာ ပိတ်တော်ခံရရတယ်ဒဇာခံအဖြစ်အသုံးချခံနေရတယ်ပြီးတော့အရာရှိအစင်စင်အောက်ခြေစခွေးတွေနဲ့သူရဲ့မိသားစုဝင်တွေကိုကျွန်းလိုမျိုးအခိုင်းခံနေရတယ် ထမင်းစားပြီးလူမဖြစ်တဲ့လူဖြစ်ရှုံးတဲ့သူတွေရဲ့အလောင်းတွေထပ်နေတာပါကျွန်တော်စမှဖြစ်ပြီးတကယ်တမ်းဆိုရင်သူတို့လောက်ကမဲ့အလုတ်က တမိသားစုတွေကိုအရင်ဆုံးပြောင်းရွှေ့ပေးရမှာမဟုတ်ဘူးလားကျွန်တော်မြင်ပါကျွန်တော်ရိုးရိုးသားသားလေးပဲတင်ပြပြောဆိုနေတာဖြစ်တယ်ဆိုတော့တမိသားစုဝင်တွေဆိုတော့အဲ့ဒီမှာ အကုန်လုံးပါအမျိုးသမီးတွေရောဒါမျိုးသားတွေရောပြီးတော့အချို့ကလေးတွေလည်းပါကောင်းပါပါတယ်ဆိုတော့ဒီအချိန်တွေမှာ တက်ဝင်းတဲကနေပြီးတော့အပြင်ကိုပေးမထွက်ဘဲနဲ့အသေးခံခိုင်းနေဆိုတဲ့လောက်ရတော်တော်လေးကိုစိုးဝါရုံညံ့လုံးနာကိုဒီနေ့ဗမော်မှာထပ်ပြီးတော့ကျွန်တော်တို့မြင်တွေ့လိုက်ရတာပါ မမောဟာကြောပြန်တိုက်ပွဲ ပြင်းထန်နေတယ်လို့ပြောမယ်ဆိုရင်လည်းမှန်ပါတယ်ဒီကိစ္စမှာပဲမမောစည်ရင်ဒါဒရင်ရင်းမြစ်တွေရလက်ရှိအကျမဖက်စစ်ခွေးတက်ရဲ့အလောင်းတွေတောင်းလို့ရလို့ပုံနေပါတယ်ဆိုတော့သူတို့အလောင်းလဲသူတို့မကောက်နိုင်တော့ဘူးမကောက်နိုင်တဲ့အပြင်သူတို့တောင်မှအသက်ရှူရမယ့်အချိန်နည်းနည်းလေးပဲကျန်တော့ပါတ ဒီအခြေအနေမှာအကျန်းဖက်စစ်ခွေးတက်ရဲ့ယေမီအယောက်တရာကျော်ကျွန်တော် KI အင်းနဲ့ဘူပေါင်းတပ်ဖွဲ့ဝင်တွေစီမှာလက်နက်ချအညံ့ခံလိုက်ရပါတယ်ဆိုတော့တရားစီအောင်ကောင်းတဲ့အဖြစ်မျိုးလားဘာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့အချိန်ဘာကြောင့်သူတို့သေကံနေတဲ့အချိန်ကြားမှာဘာကြောင့်သူတို့အရှိမဆုလိုက်အပြုံလိုက်စတိခံနေရတဲ့နောက်ဆုံးသောအချိန်ကြားမှာဘာကြောင့်သူတို့လက်နဲ့ချလိုက်လဲကျွန်တော်တို့တိုက်ပွဲတွေမှာကျွန်တော်တို့ရဲဘော်တွေအဲ့ဒီရဲခွေးမကြီးရဲ့ အသေးကိုကျွန်တော်တို့ပိုးဆိုးပတ်ဆက်ခံခဲ့ဘူးလေကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့တငငင်းရဲဘော်ရဲဘက်ပြေပါရင်ကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပေးခဲ့ပါတိုက်ပွဲဆင်မနာပြေမှာအပန်းကိုစိုးနေအောင်អော်လာဆဲရမှာပိုးဆိုးပတ်ဆက်ကျွန်တော်တို့ဆဲရနော်ပိုးဆိုးပတ်ဆက်ဟာကျွန်တော်တို့ပြန်မဆဲရဲဘူးကျွန်တော်တို့အဲ့လိုလည်းပြန်မဆဲတတ်ဘူးဒါဟာအမှန်တရားကျွန်တော်မြင်ပါဆိုတော့စင်ကြီးပြင်တော်တော်များများအဓိကအဖြစ်ကတော့အဲ့လိုမျိုးဒါဌာနချုပ်လိုမျိုးတွေ ပြီးတော့ဒါ viewer ဘုံနေပြီးတော့ကုတ်ကဲရုံးနေလို့ဝင်အောင်တိုက်ခိုက်တဲ့အချိန်မှာအဲ့ဒီအဲမှာရှိတဲ့ရဲမီတွေအော်လန်ကဲနေအောင်ဆဲတာကျွန်တော်အချုပ်ခိုင်းလိုက်ကြတယ်ဟိုငစိမ့်တဲ့အချုပ်ခိုင်းလိုက်ကြတယ်အဝါတယ်ဆိုတော့သူတို့ထဆိုးပါတယ်ဒါကတော့ကျွန်တော်ပြည်ပြည်မှာကျွန်တော်အရင်အစဲခံရတဲ့အခြေအနေတွေပါ ဆိုတော့တိုက်ပွဲတွေကြားထဲမှာပဲသူတို့ကဆဲဆိုအာညတိညပတ်တွေပြောဆိုပြီးတော့သူတို့ကကျွန်တော်တို့ကိုရင်ဆိုင်တာဆိုတော့အခုချိန်မှာတော့အဲ့ဒီရဲမီတွေကျွန်တော်တို့အရှင်ဖမ်းမိထားပါတယ်ဆိုတော့ကျွန်တော်မိဘတွေစီမှာဖြေရှိမှာပါသူတို့ကိုကျွန်တော်တို့ဘယ်နေရာမှာအတုံးချရင်ကောင်းလဲသူတို့ကိုဘာလောက်ခိုင်းသင့်လဲသူတို့ကိုဘယ်လိုမျိုးထားသင့်လဲ ဆိုတော့ drive telegram မှာကျွန်တော်အကြံဉာဏ်တောင်းတော့ရဲဘော်ရှန်လီဖမ်မီကမိသားစုအနေနဲ့ပြောချတယ်ကိုရှန်လေးတဲ့ကောက်ဝါရှောက်ခိုင်းလိုက်တယ်ကိုရှန်လေးတဲ့ဘာလဲသူတို့ကိုဒီအဒုံကြီးကခိုင်းလိုက်ပေါ့ဗျာကိုရှန်လေးတဲ့သူတို့ကိုတန်ချက်ထိုးခိုင်းလိုက်ပေါ့ဗျာဆိုတော့အမျိုးမျိုးပါအချုပ်ကလည်းပြောတယ်ဟာကိုရှမ်းနဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအာမဲဖောက် ပေးပါလားဟာကျွန်တော်နည်းနည်းလန့်သွားအဒါတော့အဆင်မပြေဘူးလို့ဒါတော့အဆင်မပြေဘူးသူတို့စီမှာအနံ့မျိုးစုံကပ်ပါနေတာဆိုတော့ကြုံနဲ့နေရော ခွေးနဲ့နေရောခွေးယိုးအနံ့နေရောမီးမီးဖုတ်ခံရတဲ့အနံ့နေရောကျွန်တော်ပြောရင်အချို့အဆင်မပြေမှာဆိုလိုပါဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတော့သူတို့ကိုအတကုံယုံပါလေဆိုတော့ သူတို့ဟာလည်းပဲနောက်ဆုံးအခြေအနေမှာသူတို့တွေတေတော့မယ်တေရမယ့်အခြေအနေကြရင်တော့အခုလိုပဲကျွန်တော်တို့ရဲ့ပြည်သူရှိမှဒုထောက်အញ្ញံခံလက်နဲ့ချတာပါဆိုတော့အစ်မကျွန်တော်တင်ပြခဲ့ပြီးပြီမြေပြင်တိုက်ပွဲတွေမှာအဲ့ဒီကောင်မတွေဟာတကောင်မလို့ပြောတာကကျောင်းမိပါလေကျောင်းရိုင်းတဲ့စကားဆိုတာမဟုတ်ဘူးသူတို့တွေရဲ့အတန်ကျွန်တော်တို့အခုချိန်ထိနားထဲမှာကြားနေရဆဲ့ ပိုးစုပ်ပဆက်အစဲခံရတာကျွန်တော်တို့ကဆိုတော့သူတို့ကပြေးမဲ့တာပြေးတာတေမဲ့တာတေသွားတာဘလောက်ထိရိုင်းဆိုင်လဲဆိုတာကိုကျွန်တော်မြင်ပါတယ်ကိုကျွန်တော်ထင်သာအောင်တင်ပြနေခြင်းဖြစ်တယ်ဟုတ်ပြီသူတို့ကိုကျွန်တော်တို့ဘလို့သုံးချကြတယ်ရောက်တရားကျွန်တော်တော်လိုင်းရင်ရင်ပုံငွေရအောင်ဂျပန်ကရုံးကြီးစီပို့လိုက်ရင်ကောင်းမလားစတာပါဗျာဟုတ်ပြီ အဲ့လိုမျိုးကျွန်တော်တို့သာစကခ21မှာအကြမ်းဖက်စစ်ခွေးတက်မိသားစုဝင်တွေပြီးတော့ချီလင်းချင်းမြန်တက်ရင်းဌာနချုပ်တွေမှာဒါပိတ်မိခံပြီးတော့ကျွန်တော်တို့ဒါဗမာရဲ့စုပေါင်းရုံးတွေမှာ အသေးခံနေရတဲ့တက်ခွေးမိသားစုဝင်တွေဘလောက်တောင်များပြားနေလဲဆိုတာကျွန်တော်မိဘတွေကိုတင်ပြနေချင်းဖြစ်ပါတယ်ဟုတ်ပါတယ်။ဘာကြောင့်သူတို့တွေအသေးခံဖို့ထိုက်တန်ရတယ် ဒါလည်းစဉ်းစားချက်ရှိသူတို့ဘာကြောင့်စစ်တုံမှန်ဖြစ်ရတာလဲအားလုံးရဲ့ယုံရှာမုန်တီးခြင်းခံနေရတဲ့သူတို့ရဲ့ဘဝဘာတစ်ခုမှတန်ဖိုးမရှိဘူးဒါကြောင့်လည်းပဲသူတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူတဦးချင်းစီတိုင်းကလည်းတကယ်ကိုယုံလားကျွန်တော်တို့ကလည်းယုံလားဟုတ်ပြီအခု အခြေအနေမှာကျွန်တော်တို့ဗမော်နဲ့ပတ်သက်ပြီးတော့တိုက်ပွဲသတင်းတွေအောင်ပွဲသတင်းတွေအကြာခင်မှာကျွန်တော်ရင်မြပါလေပြပြဝဝခန်းစားရမှာဖြစ်ပါတယ်ဆိုတော့ဒီအပိုင်းတွေအပြင်မှာကျွန်တော်တို့ပြင်းထန်တဲ့ထိုးစစ်တွေကို နေရာစုံမှာဆင်နွှဲနေကြပါတယ်ရင်နာနာနဲ့ကျုံနဲ့ပွဲဆိုရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်အကူရှမ်းလေးဘယ်နေရာအတွက်ရင်နာတာလဲ ကျောင်းရဲဘော်တွေအမြဲတမ်းတနိုင်ငံလုံးမှာတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့ဝင်နိုင်တယ်တသွေးတဲ့တသားတဲ့တတတရှိရပါကျောင်းရဲဘော်တွေရင်နာကြတဲ့အကြောင်းရင်းရှိပါတယ်ဟုတ်ပြီဒီလိုအချိန်တွေမှာခုအချိန်ထိလည်းပဲသူတို့တွေဟာဒါတိမ်မဲ့အချိန်ကိုထိုင်ဆောင်နေရတာပါအကြမ်းဖက်စစ်ခွေးတက်ကနေပြီးတော့လေကြောင်းကနေပြီးတော့ဘုံအလုံးကြီး20ကျော်30ဒီပါ ဒါရောက်ကျဲချသည့်တိုင်အောင်မြေပြင်မှာပဲပြောချင်တာကတော့မြေပြင်တိုက်ပွဲမှာပဲအဖြေရှိတာပါအခုဆိုရင်တို့တွေဒါစက်တက်လီတွီးတွေတုံးပြူနေတယ်ပြီးတော့တရုတ်ထုတ်ဂျုံတွေအတုံးပြူတယ်ရုရှားထုတ်ဒါဆလနာပစ္စည်းတွေလည်းတို့တွေအတုံးပြူတယ်ဒါပေမဲ့မယ်လည်းပဲကျွန်တော်တို့စီကတို့တွေဘာမှမျှော်လင့်လို့မရဘူးဒါကြောင့်လည်းပဲကျွန်တော်ရဲ့ Telegram မှာဆိုရင်ကျွန်တော်တင်ပြထားတယ် လေချောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖက်စစ်ခွတ်တဲ့အထီးကျင်အောင်ထိပစ်နေတာဖြစ်တယ်ဆိုတော့ကျောင်းရဲ့မိဘတွေအရှမ်းကိုဂူးဆိုင်ပြီးပါကျွန်တော်ရဲ့ဒါအပြည့်သူအတီးတီးပေါ့ဗျာဆိုတော့ဟုတ်ပြီအကျွန်တော်ဖက်စစ်ခွတ်တဲ့ခွေးပေါ့မတွေအကောင့်တရာကျော်ဖန်စီထိမ့်သိမ်းခံထားရပါတယ်ဆိုတော့ဒီအချိန်လေးနဲ့ပတ်သက်ပြီးတော့မိဘပြည်သူတွေရဲ့စန္နာနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဟုတ်ပြီ နောက်ထပ်3ခုအဲ့ဒါကတော့ကွန်ကရစ်မှာကျွန်တော်အကြံဖတ်စစ်ခွေးတက်စကန်3ခုကို KIA နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းတိုက်ခိုက်အမှုတ်ကျိတ်နေပါတယ်ဆိုတော့ထုံးစံအတိုင်းပဲကျွန်ဖတ်စစ်ခွေးတက်ကဒီချောင်းကနေပြီးတော့ဘုံကျဲတာကလွဲလို့ကျွန်တော်ဘာမှလုပ်လို့မရတော့ပါဘူးတေချာပေါ့ကျောင်းလက်ထဲကိုရောက်လာမှာဖြစ်တယ်ကရင်တိုက်ပွဲစနေပြီ ဆိုတော့ကံကောင်းတာကအရှိမကျွန်တော်ပြောတဲ့ရဲမီတရားကျော်က KIA မှာအဖမ်းခံလိုက်ရလို့တကြီးအနေမြီမှာအဖမ်းခံလိုက်ရလို့ကတော့ဟာဘဂျောနေပဲအစင်ကြီးမှာပါဟုတ်ပြီနောက်တဲ့ဒင်းတစ်ခုကတော့ကျွန်တော်တို့နမခကနေပြီးတော့တက်လာတဲ့စက်တက်လေးကြီး promoter တက်ကြသွားတဲ့အကြောင်းပါဆိုတော့ဒီတစ်ခါကတော့ ကျွန်တော်တို့ဒါဆက်ချုပ်ရင်းပြီးတော့ပြတ်ကျသွားတာမဟုတ်ပဲနဲ့လေပြင်းတိုက်ခိုက်မှုကြောင့်စက်တက်လေဒီပြတ်ကျသွားတာဖြစ်တယ်ဆိုတော့စက်တက်လေဒီပြတ်ကျသွားတယ်ပထမအရှိမှလည်းပဲစက်တက်လေဒီကိုကျွန်တော်တို့ပြတ်ချနိုင်ခဲ့တဲ့အခြေအနေတွေရှိတယ်ပြီးတော့အခုတစ်ချိန်စက်တက်လေဒီကိုကျွန်တော်တို့ရရှိထားတယ်ပြီးတော့စက်တက်လေဒီဒါပြတ်ကျတယ်ဆိုတဲ့တင်းနဲ့အချိန်တိုင်းကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကအဲ့ဒီစက်တက်လေဒီရောလေအဲ့ဒီစက်တက်လေဒီမောင်းတဲ့အကောင်ရော ဒါဖန်စီပေးတယ်ဒါမှမဟုတ်ဒရင်ပေးတယ်ဆိုရင်မြန်မာငွေကျိန်းသိမြန်မာငွေ350ပေးပါမယ်လို့ကျွန်တော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကထုတ်ပြန်ညင်ညာခဲ့တာဖြစ်တယ်ဆိုတော့မြန်မာငွေ350ကောင်းငင်ပေါ်ကနေပြီးတော့ဒါမိုးပြန်ဘူပေါင်းကြီးပေါ့ဗျာအောက်ကိုကျလာတဲ့အချိန်မှာကျွန်တော်တို့ကလေးတွေဝိုင်းလိုက်ကြကျွန်တော်မြင်ပါကျွန်တော်ရဲ့ view ကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေမှာလည်းဒါဒီကောင်းငင်ကနေပြီးတော့ကျွန်တော်တို့ဒါ လေဒီဟောပေါ့နော်မိုးပြန်မူပေါင်းတွေပါတာကြလာတဲ့အချိန်မှာကျွန်တော်တို့လိုက်ခဲ့ဘူးတဲ့သူတွေရှိမယ်ကျွန်တော်လည်းယုံကြည်ပါတယ်ဆိုတော့ training ကောင်းပါပဲကျွန်တော်ပြည်သူဟာကျွန်တော်တို့တဲ့အတူတူတသားနဲ့ block တောင်ရှိနေလဲဆိုရင်ချက်ချင်းပဲမြန်မာငွေ350လိုချင်လို့မဟုတ်ဘူးနော်ကျွန်တော်ပြည်သူကဝယ်ရတစ်ဖက်ဝင်နေချင်းမြင်မဲ့ပတ်စံကိုလိုချင်လို့မဟုတ်ဘူးအဲ့ဒီကောင်တွေကိုယွန်လွန်းလွန်းအဲ့ဒီကောင်တွေကိုမြင်ချင်တော့အဲ့ဒီကောင်တွေကိုမုံလွန်းလွန်း တမျိုးလုံးအဆွေလုံးတအုပ်ကြီးတမကြီးလိုက်ပါလေရောဆိုတော့လေပြင်းတိုက်ခိုက်မှုနဲ့စက်တက်လေဒီဒါသူတို့ပြန်လို့မရတော့အချိန်မှာအပေါ်ကနေပြီးတော့အကြမ်းမဖက်စစ်ခရီးပေါက်တကောင်ကခုန်ချပါတယ်စက်တက်လေဒီကတော့အရှိကိုဟိုလေနဲ့ဆက်ပြီးတော့ပါသွားတယ်လေပြင်းနဲ့ဆက်ပြီးတော့ဖြည့်သွားတယ်ဆိုတော့ခုန်ချပေမဲ့လည်းပဲအောက်မှာတုတ်ကြီးတမကြီးတပြုံကြီးလိုက်ခန်းတော့ ပြေးမလွတ်ပါဘူးအရှင်မိထားပါတယ်ဆိုတော့အာကျွန်တော်ပြည်သူမုံရင်ဖြည့်စေမရှိဘူးကျွန်တော်ပြည်သူကိုဒါအမြဲတမ်းကျွန်တော်သတိပေးတယ်ခင်ဗျားတို့အနှိမ့်ချညှိမ့်မှန်းတာတွေတက်ဖြတ်တာတွေမလုံးနဲ့စစ်ကိုစစ်နဲ့တူအောင်တိုက်တက်ပါစေကျွန်တော်တို့အမြဲတမ်းအကြံဖတ်စစ်ခရစ်တက်ကောင်းနေကိုပြောတယ်ဒါပေမဲ့လည်းပဲသူတို့ဟာ သူတို့စစ်ရှုံးတော်လကောပြီးတော့တိုက်ပွဲဖြစ်ပွားတဲ့အေရိယာပတ်ဝန်းကျင် အကုန်လုံးကိုနေစဉ်ဘုံကျဲတက်ဖြတ်နေတဲ့နေစဉ်ကျွန်တော်တို့ဒါအလုံးကြားနေရတဲ့အခြေအနေပါဆိုတော့စက်တက်လေကြီးဘွားတွေခုံချပြီးတော့ဆင်းလာတဲ့ကောင်းတွေအောက်ကကျွန်တော်တို့ပြည်သူတွေရဲ့ဝိဉာဉ်ဝိုင်းဖန်ခြင်းကိုခံလိုက်ရပါတယ်ဆိုတော့ဒီအခြေအနေမှာသူ့ရဲ့အဲ့နှစ်ကောင်ရဲ့ဘွားကလည်းမတွေးဝင့်စရာ စတတ်လီဒီဆိုတာကဘာပြတ်မှတ်မှမရှိဘဲနဲ့အပေါ်ကနေပြီးတော့ဘုံကျဲတဲ့ကောင်းတယ်ဆိုတော့ငါတို့မိသားစုတွေနဲ့ငါတို့ကလေးငယ်တွေငါတို့ဘုံကြီးတွေငါတို့အိမ်တွေကိုဖျက်ဆီးခဲ့တဲ့နှစ်ကောင်ရဲ့ဘဝကတော့တကယ်ကိုရှင်လေးပါလေဒီနေ့မှာအခြေအနေတော်တော်ဆိုးနေတာဟိုဘက်ရက်ကွက်ကဆိုတော့ဒီအခြေအနေကိုလည်းသူတို့မပြောင်းလဲနိုင်တော့ဘူး ဘလို့အကြောင်းမျိုးမျိုးနဲ့ပဲဖြစ်ဖြစ်လက်ရှိကျွန်တော်တို့တော်လှန်ရေးကတေချာပေါ့နိုင်ကိုနိုင်တဲ့လက်ရှိအချိန်မှာလဲကျွန်တော်တို့နေစဉ်အနိုင်ရနေစေဖြစ်တယ်။ဟုတ်ပြီ။ကျွန်တော်တို့ဒီစက်တက်လေဒီနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတပုံဗီဒီယိုမှတ်တမ်းလေးထွက်ပေါ်လာမှာဖြစ်တယ်။ပြီးတော့ကျွန်တော်လက်ရှိအချိန်မှာတော့စက်တက်လေဒီမောင်းနှင်နဲ့ ဒါပိုက်လို့လို့လည်းမဟုတ်ပါဘူးဗျအဲ့ကောင်တွေကဘာစိတ်မှရှိတဲ့ကောင်တွေမဟုတ်ပါဘူးအဲ့ဒီစက်တက်လေးဒီမောင်းတဲ့ကောင်အဲ့ဒီနှစ်ကောင်ကိုအရှင်ဖမ်းမိထားတယ်နောက်ကစက်တက်လေးဒီကိုလည်းကျွန်တော်တို့ဒါရရနိုင်ဖို့ဆက်ပြီးတော့ကျွန်တော်တို့စ조사နေတယ်ကျွန်တော်အနေနဲ့ကလည်းအတီးပြုတ်ပေးနိုင်ဖို့ကျွန်တော်မိဘတွေကိုဒါကျွန်တော်ရဲ့ Telegram မှာပြောပြပေးပါမယ်ဟုတ်ပြီဒါဆိုရင်တော့လက်ရှိမန်လေးမှာဘာတွေဖြစ်နေပြီလဲဆိုတော့မန်လေးမှာကျွန်တော်ရွှေဆိုင်ဓမြတိုက်ခံလိုက်ရတယ် ဲ့ဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ Telegram မှာဝင်အောင်ကြည့်ရှုပြီးပြီလို့တော့ကျွန်တော်မျှော်လင့်နေဆိုတော့နေကင်းကြောင်တောင်ကြီးရွှေဆိုင်ကိုဝင်တိုက်တာကတစ်ချက်ပြီးတော့ဝစ်လာတဲ့အဝတ်အစားတွေကလည်းပျောက်ကြားခွက်တွေဖြစ်နေတာကတစ်ချက်ပြီးတော့သူတို့တွေဟာလက်နက်ကိုလွယ်လွယ်ကူကူဒါရှိနေတယ်ပေါ့ဗျာဟုတ်တော့ဒီလိုအချက်တွေကိုစုပေါင်းလိုက်တဲ့အချိန်မှာဘာသူဖြစ်နိုင်ပါလဲ ဘသူနဲ့ဆက်ဆက်တဲ့သူတွေဖြစ်ပါတယ်ပြီးတော့ဓမြတိုက်သွားတယ်တော်တော်ရောဆိုင်ထဲမှာရှိတယ်အများကြီးတော့မရှိဘူးပေါ့နော်ဆိုတော့ခမန်းကျွန်တော်တို့24ကျက်သားကျော်ပေါသွားတယ်လို့တော့သိထားရတယ်ပေါ့နော်ဆိုတော့ဒီတရားခန်းတွေကိုလည်းအခုချိန်ဒီဖမ်းလို့မမိသေးဘူးဟုတ်ပြီနောက်တစ်ခုကတော့မန်လေးမြို့ငိမ့်စားပမောက္ခဒေါက်တာဒေါ်ထွေးထွေး အသက်ခံလာရတဲ့ကိစ္စရှိပါတယ်။သူလဲမန္တလေးမြို့ပသိမ်ကြီးမြို့နယ်ကအငိမ့်စားပမောက္ခတုံးဖြစ်ပါတယ်။အသက်66နှစ်ရှိနေပါပြီ။သူကတကူဒီအပြိုကြီးလို့လည်းသိရပါတယ်။ဆိုတော့သူ့ကိုဒါအိမ်ချမ်းမြေလိုက်ပြဖို့အတွက်အခေါ်ဆောင်သွားရင်းနဲ့သူ့ကိုတပ်ဖြစ်ခဲ့တယ်ပြီးတော့သူနဲ့ပတ်သွားတဲ့လက်ဝတ်ရည်နာတွေအကုန်လုံးချုပ်ယူပေါ့ဗျာ။အဲအကုန်လုံးခိုးဆိုးလူနိုင်ပေါ့။ ဒီလိုလုပ်သွားတယ်လို့ကျွန်တော်သိရတယ်ဒါကိုကျွန်တော်ပြောနေခြင်းကလက်ရှိအချိန်မှာကျွန်တော်တို့မန်လေးရဲ့အခြေအနေကတော်တော်လေးကိုစိုးရွားနေပြီဆိုတော့အုတ်ချုပ်ချင်နေတဲ့မင်းလုံးချင်နေတဲ့ကောင်ကစောက်သုံးတစ်စက်မှမကြသူအသုံးမကြတော့ကျွန်တော်တို့ပြည်သူတွေငတ်လာကျွန်တော်ပြည်သူတွေငတ်လာတာနဲ့အမျှခုလိုမျိုးဒါခိုးဆိုးလူနိုင်ဖြစ်စဉ်တွေပို့ပြီးတော့များလာနိုင်တယ် ဒါကျွန်တော်အရှိတရားကိုပြောတာပါဒါရွှေတန်းကိုဓမြတိုက်သွားတဲ့ဖြစ်စဉ်ကတော့ဒါတာမန်ပြည်သူမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်မိဘတွေတွေ့ရမှာဖြစ်တယ်ဒါတနက်ကင်နေဆိုတဲ့ကပြီးတော့မန်လေးရဲ့အဓိကနေရာလည်းဖြစ်တယ်ပြီးတော့ဝစ်လာတဲ့အင်ကြီးကလည်းပျောက်ကြားဒါတော့မှကျွန်တော်တို့သူတို့က PDF ဆိုပြီးတော့ဆွဆွဲကျင်သေးတယ်ဆိုတော့မန်လေးမြို့လေကောင်အထိကျွန်တော်တို့ PDF ကစုံမနေပြီလားပြီးတော့ကျွန်တော်တို့ PDF တွေ PDF တွေကပျောက်ကြားအင်ကြီးတွေဝစ်ပြီးတော့ foreign ကြီးမြန်လေးမှာရှောက်သွားလို့ရနေပြီလားဒါကတော့ကျွန်တော်မိဘတွေကြည့်နေတဲ့တဝူးချင်းစီတိုင်းမှာဖြေရှိပါတယ်ဟုတ်ပြီမြန်လေးကတော့မလုံခြုံတော့မြန်လေးတွေမဟုတ်ဘူးအကြမ်းမဖက်စစ်ခွေးတက်အုတ်ချုပ်နေတဲ့နေရာတိုင်းလုံခြုံမှာမဟုတ်တော့ပြီးတော့ကျွန်တော်တို့နိုင်ငံဟာစာဝတ်နေရေးအရန်ကိုခက်ခဲသွားပြီဥပမာကိုယ့်ရဲ့တာသမီတွေ နေစရာမရှိစားစရာမရှိဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့မိဘတွေဘာလုပ်မယ်ထင်ပါ့မလဲဒီနိုင်ငံကိုအုပ်ချုပ်ခြင်းနေတဲ့ဒီနိုင်ငံမှာမင်းလုပ်ခြင်းနေတဲ့ကောင်တွေကဒီနိုင်ငံတွင်းထဲကပြည်သူကိုစားဝတ်နေရေးအခြေခံလေးတော်မှာအဆင်ပြေအောင်အလုပ်ကင်ခွင်လန်းမရှာဖွေပေးနိုင်ဘူးကုန်စည်နှုံးနေလေဒါမထိန်ချုပ်နိုင်ဘူးပြီးတော့ ကျွန်တော်တို့ဒါသဘောဘေးအန္တရာယ်ကြီးကြောက်ရွံ့နေတဲ့အချိန်မှာလေပြည်သူစီကိုပို့ခဲ့တာဘီစကော့တောင်းမရောက်ဆိုတော့ဒီအခြေအနေတွေမှာ ပြည်သူတွေအယမ်းကိုစင်ရဲမွဲတေသွားကြတယ်ဟုတ်ပြီသားသမီးတယောက်အယမ်းကိုငပ်ပြတ်နေတဲ့အချိန်မှာသူတို့မိဘလားလှုပ်ချင်ရလှုပ်သူတို့လှုပ်ကြတော့မယ်ဆိုတော့ဒါဟာလက်ရှိအုတ်ချုပ်နေပါတယ်ဆိုတော့ မင်းအောင်လှိုင်းတဲ့အပေါင်းပါကြောင့်ကျွန်တော်ပြည်သူတွေဒီထက်ပိုပြီးတော့ခက်ခဲနေကြတာဒီထက်ပိုပြီးတော့ကြမ်းတမ်းနေကြရတာဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းအထူးကူဆိုင်ပေးပါဆိုတော့ဖြစ်နိုင်မယ်ဆိုရင်တော့ကိုပိုင်ဒါကိုကိုကိုကာကွယ်ဖို့အတွက်အချို့ပစ္စည်းကိရိယာတွေနဲ့ဆောင်ထားတင်ပါတယ်ဥပမာဒါစပရေးဘူးတွေလိုမျိုးဒါမျက်စင်းပေါ့ဗျာ မျက်နှာကိုဖျန်းတဲ့စပရေးပူးလိုမျိုးပြီးသွားရင်ကျွန်တော်တို့ဒါဘောပင်ပေါ့နော်ဘောပင်ဘောပင်အချုပ်ဘောပင်တွေဟာဗာအချုံတက်အဖြစ်အသုံးပြုလို့ရတဲ့ဘောပင်တွေရှိပါတယ်ပြီးတော့နောက်တစ်ခုကကျင်ဆက်ထုံဆက်ဆိုတော့နောက်တစ်ခုကအလံဆိုတော့ဒါလေးတွေကိုဒါမိမိတို့နဲ့အနည်းဆုံးတတ်နိုင်ဆုံးမှာသူတို့အုတ်ချုပ်နေတဲ့အချိန်ပေါ့ဗျာဆိုတော့ဒီဥပဒေနဲ့လွတ်တဲ့ပစ္စည်းမျိုးတွေကိုလည်း ါ간ဆောင်တင်တယ်ဆောင်းသားတင်တယ်လို့ကျွန်တော်အကြံပြုလို့ပဲတယောက်နဲ့သွားလို့လည်းစိတ်မချဘူးနှစ်ယောက်သွားလို့လည်းစိတ်မချဘူးဆိုတော့ကိုယ်ဆိုင်မှာကိုကောင်းကောင်းမွန်မွန်ရောင်းဝယ်ပေါက်ကားနေပေမဲ့လည်းစိတ်မချဘူးဆိုတော့အနေဆုံးကျင်းဆက်လေးရှိတယ်ဆိုရင်ကျွန်တော်တို့တုံ့ပြန်လို့ရတယ်အနေဆုံးကျွန်တော်အလန်းပေါ်ဗျာအတန်ကျေနိုင်တဲ့အလန်းမျိုးကျွန်တော်တို့ဒါဖန်တီးနိုင်နေဆိုရင်ဒါပဝင်းကျင်ကအကူအညီတွေလည်းရကောင်းလဲရနိုင်တယ်ဆိုတော့ ဒီနေ့မှာကျွန်တော်တို့ဒါတရဗေဒဌာနကအငိမ့်သာပေါမောက်ခအသက်66နှစ်ဒါလူယူလိုက်တဲ့ချိန်ခလိုက်ရတယ်ပေါ့ဗျာဒီချိန်တွေဟာလက်ရှိကျွန်တော်နိုင်ငံတွင်းထဲမှာစင်းမွတ်တူမှုတူကြောင်းဖြစ်ပေါ်နေတာပါကျွန်တော်ပြည်သူတွေအယံကိုဒုက္ခရောက်နေတယ်ဆိုတော့ဒါတွေကိုကျွန်တော်မြင်ပါတယ်ဒါသတိပြုစင်ခြင်းမှာ ီးတော့အပြင်သွားတဲ့အချိန်မှာကျွန်တော်တို့ဘောနာတန်ဖိုးရှိတဲ့ပစ္စည်းတွေဒါလူမြင်အောင်ဒါဝတ်မပြတာတော့ပို့ပြီးတော့တင့်တော့မယ်ပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်ချမ်းသာတဲ့သူတွေဟာသူတို့ရှိပါတယ်သူတို့ချမ်းသာပါတယ်ဆိုတာကိုဘဝကြွားကြဘူးမထုတ်ဖို့ကြဘူး။ကမ္ဘာမှာရန်ကိုချမ်းသာတဲ့နိုင်ငံကြီးအဲ့ဒီချမ်းသာတဲ့နိုင်ငံအတွင်းမှာချမ်းသာဆုံးသော အိမ်တွေပြီးတော့အဲ့ဒီအိမ်တွေပိုင်ဆိုင်နေချမ်းသာဆုံးသောတထည်တွေရှိတယ်ဒါပေမဲ့အဲ့ဒီတထည်တွေကိုတေချာစွာလေ့လာကြည့်မယ်ဆိုရင်သူတို့ကို၌ချမ်းသာတယ်လို့ကိုကျွန်တော်တို့မမြင်ရဘူးအယံကိုထူကြတယ်ဆိုတော့ပြည့်တဲ့ဟိုကဘောင်မန်ခက်ပဲနဲ့မပြည့်တဲ့ဟိုကဘောင်မန်ခက်တယ်ဆိုတဲ့စကေဂျူးလေးအတိုင်းပါပဲဆိုတော့ကျွန်တော်တိုက်ပွဲတွေကဒီထက်ပိုပြီးတော့ပြင်းထန်ဖို့ ရှိနေပါတယ်။ဆိုတော့ထောက်ရမိဘပြည်သူတွေအနေနဲ့စစ်မှတ်ဖြစ်တဲ့နေရာကနေပြီးတော့ကြိုတင်ရှောင်ရှားနှိုင်ဖို့နဲ့ကျွန်တော်တို့ရဲ့စစ်ဟာမြို့ပြဒေတာအထိကုဆက်လာမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီဘက်ကဒါချို့သောခြေရော်တွေချို့သောနေတွေကနေပြီးတော့စစ်ရှောင်တို့ဘယ်နေရာကိုစစ်ဆောင်လဲအကြမ်းဖက်စစ် ခွေးအုပ်ချုပ်တဲ့နေရာကိုထပ်ပြီးတော့ရှောင်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 သွားတယ် ဆိုတော့ဒီလိုရှောင်ရင်းကအကျံဖက်စစ်ခွေးတက်ရဲ့ကတွင်တွေကိုထပ်ပြီးတော့သစင်းသွားတာဖြစ်တယ်။ဒါလေးကိုလည်းကျွန်တော်မြင်ပါလေသတိပြုမယ်လို့တော့မျှော်လင့်ရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေ။နောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ်။လက်နက်ပေးစစ်ပေးကပေးကြောင်းနေလေကျောင်းရဲ့နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူတအိုးချင်းတိုင်းဘေးနဲ့ကင်းရှင်းပါကြောင်းဒီနေ့နဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှင်းလေးပါ။